ကလေးငယ်တွေကိုသဘာဝကြီးကပေးထားတဲ့မွေးရပါရေကူးတဲ့ခြင်းစွာကလေးငယ်လေးတွေဟာမွေးဖွားလာကလေးကရေထဲမှာအသက်ရှူနိုင်စွမ်းရှိတယ်လို့ပြောရင်ပြိဿကျိုးအံ့ဩသွားနိုင်ပါ रे တကယ်တော့မွေးကင်းစကလေးတွေဟာရေထဲမှာအလိုလျောက်တုန်ပြန်နိုင်တဲ့အမူအကျင်း reflex တွေရှိပါ रे အဲ့ဒါတွေကိုတော့ gas reflex နဲ့ bradycardic response လို့ခေါ်ပါ रे ဒီတုန်ပြန်မှုတွေကြောင့်ရေဟာသူရဲ့လေချောင်းနဲ့ဒါမှမဟုတ်အဆုတ်ထဲကိုမွေးရောက်နိုင်အောင်ကာကွယ်ပေးနေပါ रे ဒါအပြင်ရေထဲမှာသူရဲ့နှလုံးခုန်နှုန်းဟာနှိပ်ကွေးသွားပြီးတော့ခန္ဓာကိုယ်ကအောက်ဆီဂျင်ကိုပို့မှုအသုံးပြုနိုင်ပါ रे ဒါဆိုရင်မွေးရပါရေကူးရတယ်လို့ဆိုကြတဲ့ကလေးပေါက်စလေးတွေရဲ့ခန္ဓာကိုယ်ကဘယ်လိုမျိုးလုပ်လုပ်လဲဆိုတာ user entertainment နဲ့အတူတူပဲကြည့်လိုက်ကြရအောင်ပါခင်ဗျာဒီတဘာဝဆွေးရည်ကြောင့်မွေးကင်းစကလေးငယ်လေးတွေကိုရေထဲမှာဖြည်းဖြည်းချင်းလှုပ်ရှားခိုင်းမယ်ဆိုရင်လက်နဲ့ခြေထောက်တွေကိုအလိုတရာကန်ထုတ်ပြီးရေထဲမှာခဏတာများလှုပ်ရှားသွားလာနိုင်တာကိုတွေ့ရပါတယ်ဒါကို swimming reflex လို့ခေါ်ပါတယ်ဒီလိုမျိုးလူလျောက်တုံ့ပြန်မှုဟာကလေးအသက်6လလောက်အထိရှိနေတယ်ပြီးတဖြည်းဖြည်းပြောက်ကွယ်သွားတတ်ပါတယ် ။ဒါပေမဲ့ကလေးငယ်တွေကိုငယ်စဉ်ကလေးကရေနဲ့ထိတွေ့မှုရှိအောင်လေ့ကျင့်ပေးမယ်ဆိုရင်သူတို့ရဲ့ရေကူးတဲ့စွမ်းရည်ကပိုပြီးတော့ဒုတက်လာပါရည်။ကလေးငယ်လေးတွေကိုရေကူးသင်ပေးခြင်းဟာသူတို့ရဲ့ကိုယ်လက်လှုပ်ရှားမှုကိုအားပေးတဲ့အပြင်ကြွက်သားတွေကိုတန်ပါစေပြီးညဘက်မှာပုံမှုအိပ်ပျော်စေတယ်လို့လေးလာမှုတွေကဆိုပါရည်။ဒါအပြင်ရေနဲ့ရင်းနှီးမှုဟာလည်းပဲရေကြောက်တဲ့စိတ်ကိုလျော့နေစေပြီးရေနဲ့ပတ်သက်တဲ့မတော်တဆမှုတွေကလည်းအများကြီးကာကွယ်ပေးနိုင်ပါရည်။ ဒါပေမဲ့မွေးကင်းစကလေးငယ်လေးတွေမှာတော့မွေးရပါတဘာဝအတိုင်းရေကူးနိုင်တဲ့တုံ့ပြန်မှုတွေရှိပြီးသူတို့ဟာရွေရောက်သူတွေလိုမျိုးရေထဲမှာလွတ်လွတ်လပ်လပ်ရေကူးနိုင်စွာမရှိဘူးဆိုတာကိုတော့သတိပြုဖို့လိုအပ်ပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ဟာရေထဲမှာကြာရှည်စွာနေနိုင်တော့မဖွင့်ပြိုးသေးသလိုအသက်ရှူလမ်းကြောင်းကိုလည်းကောင်းကောင်းထိန်းချုပ်နိုင်စွာမရှိသေးပါဘူး။ဒါကြောင့်မို့လို့ကလေးငယ်လေးတွေကိုရေထဲမှာထားတဲ့အခါမှာရေရောက်ပြီးသူရဲ့အနီးကဆောင်းရှောင်းမှုနဲ့လမ်းညွှန်မှုတော့အများအားလိုအပ်ပါရည်။ဒါပေမဲ့ဒီကလေးပေါက်စားလေးတွေဟာမွေးရပါရေမနစ်အောင်ရေကူးနိုင်စွာရှိတာကိုတော့အားလုံးကလက်ခံထားကြပါရည်။ နောက်ပြီးကလေးငယ်တွေကိုရေကူးတင်ပေးတဲ့အခါမှာလေသူတို့ရဲ့အသက်အရွယ်နဲ့ဖွံ့ဖြိုးမှုအဆင့်ကိုထည့်သွင်းစဉ်းစားဖို့အတွက်အရေးကြီးပါတယ်။အတင်းကျပ်တင်ပြီးတာမျိုးမဟုတ်ဘဲနဲ့ပျော်ရွှင်စရာဂိမ်းတွေနဲ့လှုပ်ရှားမှုတွေကနေတဆင်ရေနဲ့ရင်းနှီးအောင်တဖြည်းဖြည်းချင်းလေ့ကျင့်ပေးတင်ပါတယ်။အရွယ်ရောက်ပြီးတဲ့အထိရေကူးကျွမ်းကျင်တဲ့သူတယောက်ဖြစ်လာဖို့အတွက်ငယ်စဉ်ကလေးကမှန်ကန်တဲ့နီးစနစ်တွေနဲ့လေ့ကျင့်ပေးဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်မလို့ငွေကင်းစားကလေးငယ်တွေမှာရည်ထဲမှာအသက်ရှူဆိုင်နိုင်မှုနဲ့ခဏတာလှုပ်ရှားနိုင်မှုသဘာဝဆွမ်းရည်တွေပါရှိပေမဲ့သူတို့ကိုရေကူးရတဲ့သူတွေလို့မတတ်မှတ်နိုင်သေးပါဘူး။ သူတို့ရဲ့အစောပိုင်းဒီတုံးပြောင်းမှုတွေကိုအခြေခံအုတ်မြင့်ဖြစ်အသုံးချပြီးမှန်ကန်တဲ့လေးချင်းမှုတွေလုပ်ပေးပြီးဂရုစိုက်ဆောင်ရှောက်မှုတွေပေးမယ်ဆိုရင်ကလင်းငယ်လေးတွေဟာကျွမ်းကျင်တဲ့ရေကူးသမားတွေဖြစ်လာနိုင်ပါတယ်။ဒါကတော့တဘာဝကြီးကလူသားတွေကိုဘေးအပ်ထားတဲ့အံ့ဖွယ်ဆွမ်းရည်ဖြစ်ပြီးဂရုစိုက်တတ်မှုပြုစုပြောထောင်တတ်မှုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာကျမပြောရွှင်ပြီးတန်ဆွမ်းတဲ့ကလေးတွေကိုတွေ့မြင်ရမှာအမှန်ပါပဲ။လက်မလျှောက်တတ်တဲ့ကလေးငယ်တိုင်းလိုလိုမှဒီလိုမျိုးရေမနေအောင်ကိုကိုကိုထိန်းချုပ်နိုင်တဲ့အစွမ်းရှိတဲ့ဆိုပေမဲ့သူတို့ဟာအကြကြီးတော့ရတာမဟုတ်ပါဘူး။ ဒါဟာဘ ഹു တုတတသက်အနေနဲ့သာတင်ဆက်ပေးတာဖြစ်ပြီးမကျွမ်းကျင်မဆန်းသက်ဖို့အတွက်လည်းတခါရေးပဲမြစ်တာရက်ခန့်ခြင်းပါရီနောက်ထပ်လည်းဒီလိုမျိုးဘ ഹു တုတလည်းရစိတ်ဝင်စားစရာလည်းကောင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ YouTube Entertainment ကနေပြီးတော့ဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါရီဒါမျိုးလေးတွေကြည့်ရတာအချိန်နဲ့တက်တယ်ဆိုလို့ရှိရင်လည်း YouTube Entertainment Channel လေးကိုရော Facebook ကိုရော Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့ဟုတ်အစုံကြီးရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ